ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးမောင်ထင်းရေးသားတော်ကျွန်တော်ဤငွေဆရာများလို့အမည်ရတဲ့စောင်းမလေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာကျွန်တော်ဤငွေဆရာများမြောင်းများမျိုးတိုင်းရင်သားအထက်တန်းကျောင်းတီထောင်ချင်းနဲ့ဆက်လျင်း၍ကျွန်တော်ဒီမှတ်သားဖွယ်ရာတို့ကို အလင်းအင့်တယ်လို့ရှေးကရေးခဲ့ပူပါသည်1920ပြည့်နှစ်ဒီဇင်ဘာလ9ရက်နေ့တွင် University of ဥပဒေကိုရန်ကုန်ကောလိပ်ကျောင်းသားကြီးများကတပိတ်မှောက်ကြသည် ်ဤလူငယ်တို့၏လှုပ်ရှားမှုကိုအကြောင်းပြု၍အမျိုးသားပညာရေးစနစ်ကိုရှာမှတ်ခဲ့ကြပြီးနောက်မကြာမီရင်းတပိမ့်မောက်သောနေ့ကိုအမျိုးသားနေဟုတနိုင်ငံလုံးကအတိအမှတ်ပြုလာကြသည်ဤဖြစ်ရပ်ကိုမူတည်၍မြောင်းများမျိုးတိုင်းရင်းသားအထက်တန်းကျောင်းတွင်အစာအိုးဆောင်ရွက်ခဲ့ကြသောဆရာဆရာမများသည်လာကရသည်ဆိုယုံများဖြင့်ချွတ်ချွတ်ငငယ်နှင့်အနစ်နာခံ၍တပည့်တို့ကိုပညာသင်ကြားပို့ချခဲ့သည် ရင်းအကြောင်းကိုတစည်းတစောင်းရေးသားခဲ့ပူပါသည်ယခုလည်းမြောင်းမြမြို့နယ်အတွင်မြောင်းဝန်းအေယာမဂဇင်းအတွေ့တမိုင်းဝင်မှတ်တမ်းအချက်လက်များကိုနှောင်းလူတို့မှတ်သားဖွယ်စောင်းမစာတစောင်းရေးပေးပါဟု မြစ်တာရက်ခံသောအခါကျွန်တော်စိတ်ထဲတွင်ကျွန်တော်၏ငယ်စရာများနှင့်တကားထိုစရာများနှင့်နှီးနွယ်နေသောအခြားစရာများကိုပါရုတ်တရက်တတိယမိပါသည် အချို့သောနေရာများ၌အကြောင်းအရာချင်းထပ်၍နေကောင်းနေပါလိမ့်မည်။သို့တော်ယခုဆောင်းပါးမှာအနန္တကိုင်းဝင်အာစတြေးလျအပေါင်းကိုရည်ညွှန်းပူဇော်သောဆောင်းပါးဖြစ်လျာအဟောင်းတို့သည်အစ်စ်တဖန်ပြန်လာလိမ့်မည်ထင်ပါသည်။အထူးသဖြင့်တိုင်းရင်းသားကြောင်းမတီထောင်နိုင်သေးမီကမြောင်းများမျိုးအင်္ဂလိပ်မြန်မာနှစ်ပါးသာအစိုးရလက်လန်းကြောင်း၌ပညာသင်ကြားပို့ချပေးခဲ့ကြသောဆရာအပေါင်းကိုမှတ်မိသမျှတင်ပြရမည်ဖြစ်ရာ။ ရင်ကအချက်အလက်အသစ်များဖြစ်ပါသည်ကျွန်တော်သည်1920ပြည့်နှစ်ဇွန်လတွင်မြောင်းမြားမြို့အစိုးရလက်ထံကျောင်း၌စတင်၍ပညာသင်ယူခဲ့ပါသည်အထက်တွင် ဖော်ပြခဲ့သော ကောလိပ်တပိတ်နှင့်အမျိုးသားတိုင်းရင်းသားကျောင်းများထူထောင်ပြီးသောခေတ်တွင် အစိုးရလက်ထံကျောင်းကိုဗီတိကျအစိုးရပညာရေးဌာနကအထက်တန်းကျောင်းအဖြစ်ဖြင့်တိုးမြင့်ပေးလိုက်ရင်ယင်းအထက်တန်းကျောင်းအဆောက်အအုံကို ရခိုင်ကားအထက်နှစ်ဆတိုးချဲ့၍ အလဲရန်ကြောင်းဟုတမုတ်ခဲ့ပါသည်ယခုကရင်းကြောင်းများမှာအာထကအမှတ်တေးဟုအမည်တွင်လည်းရှိပါသည်ကျွန်တော်ကျောင်းဝင်ခွင့်ရသောအခါမြန်မာစာသရုပ်ထတန်းအထိတင်ကြားခဲ့ပြီးတော့သူဖြစ်သည့်အလျောက်အစိုးရအလဲရန်ကြောင်းတတိယတန်းမှစ၍ပညာသင်ယူခွင့်ရပါသည်တာမန်အားဖြင့်မြန်မာစာသရုပ်ထတန်းပင်ဖြစ်စေကမူအင်္ဂလိပ်လို ABCD ကိုမျှမသင်ဘူးသေးလျင်ပထမတန်းမှသာနေရာရှာပေးပါသည် ABCD သင်ပိုးလိုက်ရင်ဒုတိယတန်းမှာနေရာချပေးတတ်သည်ကျွန်တော်ကတောကျောင်းမှာပင်ပညာသင်ခဲ့ရတော့ညာလေကျွန်တော်ဤငယ်စရာဥဖိုးထွန်းဤကျေးဇူးကြောင့်မန်နီအော်ဒါခေါ်စတိုက်မှငွေလွဲဖို့သောနေနာနေတရားတို့ကိုအတင်းအတင်းတက်ကြွနားလည်သည့်အနေအားထိုစဉ်ကကျွန်တော်စိတ်ထဲတွင်အေယာမအတန်းဟုထင်မိသောတတိယတန်း၌စတင်၍ပညာသင်ယူခွင့်ရပါသည်ကျွန်တော်သည် အစိုးရလက်ထံကျောင်းတွင်ကြောင်းတက်ခရစဉ်ကမြောက်ပိုင်းလေးလမ်းရှိဦးလေးမောင်ဟိန်အိမ်တွင် နေထိုင်၍ကြောင်းတက်ပါသည် အစပထမ၌ကျွန်တော်သည်အင်္ဂလိပ်စာကို စနစ်တကျသင်ယူခဲ့ဖို့သူမဟုတ်တော့ကြောင်းစာလိုက်မှလိုက်နိုင်ပါမလားဟုစိုးရိမ်နေပါသည် သို့သောတတိယတန်းဖီအတားမှန်စရာဦးကန်ကြီးသည်အတင်ပြအလွန်ကောင်းသည်ရိုက်လဲအလွန်ရိုက်ပါသည်ဆရာဦးကန်ကြီး၏ဇပွဲပေါ်တွင်တလံမြရှိသောဓဝဲကျိန်လုံးတစ်ချောင်း တလန်ကျော်ရှိသောကုန်းချိန်ကြောင်းတခြားနှစ်လန်ကျော်ရှိသောဘာချိန်မှမသိသည့်ချိန်လုံးကြီးသုံးကြောင်းအမြဲရှိပါသည်ဆရာဦးကန့်ကြီး၏ကျေးဇူးသည်ကျွန်တော်အပေါ်၌အလွန်ကြီးမားပြီးတကယ်တို့သူရိုင်းနေကြချိန်လုံးများ၏ကျေးဇူးသည်လည်းအလွန်ကြီးမားလာပါသည်ဆရာသည်ဘဲเจ้าကဘာအောင်ခဲ့သည်ကိုကျွန်တော်တို့နားမလည်ခဲ့ပါသို့တော့သူ၏အင်္ဂလိပ်လိုအတန်အတွက်နှင့် စာပြပုံတော်သည်ကိုထောက်ရှုကြည့်လျင် ထိုခေတ်ကနာမည်ကျော်ကြသောသာသနာပြုကျောင်းတစ်ကျောင်းမှထွက်ခဲ့သည်ဟုထင်မိပါသည်အထူးသဖြင့်ဆရာသည်ငယ်စဉ်ကခရစ်ကတ်ကစားခြင်းနှင့်ဘေဘောကစားခြင်းတို့၌ဝါသနာပ၍ကျွန်တော်တို့အားယင်းကစားနည်းမျိုးတို့ကိုလည်းသင်ပြလေ့ကျင့်ပေးပါသည်သူအမြဲပြောသောစကားတရက်မှာကျောင်းသားခရစ်ကတ်အသင်းတည်ထောင်ရန်ရည်ရွယ်သည်ဟုသောစကားဖြစ်ပါသည်သို့တော့ တပိမောက်ကိစ္စနှင့်တိုင်းရင်းသားအကြောင်းများကိုအပြန်အဆိုင်စတင်ရသောကိစ္စများပေါ်ပေါက်လာသောအခါသူ၏ရည်ရွယ်ချက်အထမမြောက်ခဲ့ပါဆရာသည်ကျွန်တော်တက္ကသိုလ်သို့ရောက်စားကအငိမ့်စားယူသွားခဲ့ပါသည်ထို့နောက်ဆရာနှင့်ကျွန်တော်အဆက်ပြတ်ခဲ့ပါသည်ကျွန်တော်အကြောင်းနေစားကလက်ဗုဒ္ဓါမရန်ကုန်သို့သွားလို့လည်းရင်မြောင်းများမှတစ်ဆင့်အမြန်သင်္ဘောဖြင့်သွားရပါသည်ဤကဲ့သို့သွားရသောအခါတိုင်းကျွန်တော်သည်စေယုံကြီးမျက်နှာစာနှင့် ျက်ဆောင်တို့မှရှိသောဆရာအိမ်တို့သွား၍ကတော်လေးရှိပါသည်ဆရာကကျွန်တော်ကတော်လည်းရင်ပြုံး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 နဲ့ကျွန်တော်စာသင်ပုံကိုမေးမြန်းပြလိုက်ရင်စုပေးလေးရှိပါသည်နောက်ဆုံးအချိန်၌ဆရာကြီးကျမ်းမာရေးမှာများစွာကောင်းဟန်မတူပါအိမ်ဦးခန်းတွင်ထိုင်းနေသောဆရာကို ကျွန်တော်ကဦးရှာသောအခါသူ၏ပြုံးနေသော မျက်စိမျက်နှာမှာမျက်ရည်ဦးများကျနေမလားဟုထင်မိပါသည်နောင်သောအခါလက်ပွတ်တာနှင့်ရန်ကုန်ဒါရိုက်တင်မောခုံမောင်းပြီးပြီဖြစ်၍ ညောင်များတို့မဝင်ရတော့ကြောင့်ဆရာနဲ့မတွေ့ရတော့ပါ။နှင်းနှဲငယ်ကြသောဆရာကွယ်လော်ပါသည်။ဆရာဦးကန်ကြီးသည်ဘာသာဆောင်သင်ပေးပါသည်။ထိုစဉ်ကပုံစွဲပညာကိုလည်းတကြောင်လုံးအတွက်ဆရာတဦးကတက်တက်သင်ပေးသည်။ထိုဆရာသည်တခြားပုဂ္ဂိုလ်မဟုတ်ပါ။ကျွန်တော်နှင့်အလွန်ရှိခင်ရင်းနေသောကိုပါတောင်းတင်ဤဖခင်ဖြစ်ပါသည်။ကိုပါတောင်းတင်သည်ဂန္ဓလောကမဂ္ဂဇင်းတွင် အိန္ဒနီအမည်ဖြင့်မြမစာရေးသားကိုဝေဖန်သူဖြစ်သည်။ သူသည်ကျွန်တော်မျိုးအုပ်ဖြစ်ပြီးမကြမီသူကတယမမျိုးအုပ်ဖြစ်လာသည် ထိုရာထူးမှာဆက်ချင်းမင်းတရားကြီးရာထူးအထိတိုးတက်ခဲ့ရာလွန်ခဲ့သောနှစ်ပေါင်းများစွာကမန္တလေးမြို့မှာကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ငယ်စရာဟူ၍အစိုးရလက်ထံကျောင်းတွင် ထိုပုဂ္ဂိုလ်နှစ်ယောက်သာဖြစ်ပါသည်ဤသို့ဆိုသောကြောင့်အခြားသောဆရာများကိုကျွန်တော်ကဆရာဟုမမှတ်သလိုဟုမေးဝယ်ရှိသည်စင်စစ်ကျွန်တော်တို့ခေတ်ကကျောင်းသားတို့သည် မိမိတို့၏အတန်းပိုင်ဆရာကိုသာငါဆရာဟုသဘောမထားကြပါဆရာကြီးမှဆာ၍တကြောင်လုံးကြီးအခြားဆရာများကိုလည်းငါတို့ဆရာဟုအမှတ်တညာပြုကြပါသည်အဘယ်ကြောင့်ဆိုသောမိသည့်ဆရာမဆိုမိမိเจ้าတွင် စာတင်နေကြသောမိသည့်အတန်းကတပည့်ကိုမဆိုเจ้าစာသင်္ကန်းသာပြင်ပတွင်မတော်တာကိုတွေ့လျင် ဆုံးမလေးချီးခြင်းကြောင့်ဖြစ်သည်မှတ်မိသမျှကိုပြောရလျင်မြန်မာမိုးစလင်ဆရာဘာဂရတ်သည်စတမရန်အတားမှန်ဆရာဖြစ်တော်လဲ ကျွန်တော်တို့ကိုသူတပည့်များဟုအတိအမှတ်ပြု၍စိုးစိုးမလေးရှိပါသည်ဆရာဗရာကတ်သည်အစိုးရအလဲတန်းကျောင်းနှင့်မျက်နှာချင်းဆိုင် နောင်ခါ၌ဆရေးကုန်းလန်းဟုတွင်သောဘိုးကြီးတန်းတန်းတွင်နေထိုင်ပါသည်ထိုလန်းတွင်ကျွန်တော်၏အဖိုးဦးစောတင်နေထိုင်ပါသည်ကျွန်တော်သည် တပည့်မောက်ကျောင်းသားတဦးအဖြစ်ဖြင့်မြောင်းများမျိုးတိုင်းရင်းသားထပ်တန်းကျောင်းတွင်ဆက်လက်ပညာသင်သောအခါမြောက်ပိုင်းဦးလေးအိမ်မှဆရေးကုန်းအဖိုးအိမ်သို့ပြောင်းရွှေ့ခဲ့ပါသည် ထိုအခါဆရာဘာရကတ်နဲ့နှိစက်လာသည်ဆရာသည်သူ့အိမ်နေတွင်ကျွန်တော်တို့စူးစူးညံ့ညံ့ကစားနေလျင်အိမ်ပြန်ပတ်ထွက်၍မတ်တပ်ရက်ပြပါသည်ဆရာမျက်နှာမှာတင်းမာသည်မဟုတ်ပါအိမ်တွေရရမျက်နှာထားမျိုးဖြစ်ပါသည်သို့တော်ကျွန်တော်နေ့တကွကျွန်တော်ညီများတငယ်ချင်းများသည် သူ့ကိုမြင်လျင်အလိုလိုငြိမ်းသွားကြသည်မိမိတို့၏အတားမှန်ဆရာမဟုတ်တော့လေဆရာဟူသောပုံကောင်မှန်သမျှတပည့်တို့ကချစ်ကြောက်ရိုသေလေးစားသောသဘောဖြစ်သည် ်ဆင်းဆဲဆရာဘာရကတ်ကအစိုးရအကြောင်းစရာဖြစ်၍ကျွန်တော်ကနေချင်းနဲ့အကြောင်းသားဖြစ်နေခြင်းကြောင့်သူနဲ့ကျွန်တော်ဘာမှမဆိုင်ပါတို့ရတွင်မိမိနေခဲ့ဘူးသောအကြောင်းမှဆရာတော်ဦးကို ကျွန်တော်သည်ဆရာဟုသောအမှတ်ဖြင့်ယူသေးပါသည် အစိုးရလက်ထံအကြောင်းစရာသည်အသားလက်လက်အနေတော်ဝါဖိုင်ပိုင်နောက်ခံမွေးရေးရင်းနဲ့အလွန်ဥပဒေရောက်ကောင်းသူဖြစ်သည်။သူ့အမိမှာဥမောင်မောင်ဖြစ်သည်။ ူကိုလည်းမြန်မာမူဆလင်ဟုပြောကြပါသည်တတ်အပ်သေးချာမသိပါတိုးတော်ဝက်စားစင်ရေပုံမှာရှေးရိုးမြန်မာအတိုင်းဖြစ်ပါသည်သူသည်စကားပြောလည်းရင်ငင်းငင်းတတာပြောတတ်သူဖြစ်သည်သူကိုလည်းចောင်းသားများကយុទីလေးစားကြသည်ကျွန်တော်ကဆရာကိုအလွန်ကြောက်တတ်သူဖြစ်ရာနှုတ်ပြေစာမေးပွဲတွင်ဆရာကြီးဥမ္မာမောင်ကမင်းဘယ်အတန်းမှနေတယ်လဲဟု အင်္ဂလိပ်လိုမေးတော့အခါကျွန်တော်ပါဇက်တဲ့အာဇေးထဲထားတဲ့ကဲ့သို့ဖြစ်၍ကြောက်တူးတုံပြီးလည်းရင် ဘလို့မှအတန်ထွက်မလာပါဤအကြောင်းအရာကိုသိသောအခါဆရာဦးကန်ကြီးကကျွန်တော်ကိုမဟုတ်ချရိုက်တော့မှာပဲဟုထင်၍ပိုပြီးကြောက်တူးတုန်လာပါသည်သို့တော်ဆရာဦးကန်ကြီးသည် ခလေးစိတ်ကိုသိရှိနားလည်ပါသည်သူကအကြောက်တရားအကြောင်းဟောကြား၍ကျွန်တော်အားနှင့်သိအားပေးပါသည်သရုတ်တာန်ကိုဆရာဦးပြော်ကြီးကသင်ပါသည်။သူကနာမည်သာပြော့တော်လဲတပည့်တို့ကိုစာသင်ရ၌အလွန်မာသူဖြစ်ရာ ူဤစတုဒ္ဓအခန်းနှင့်အတိုင်ငယ်နီးစပ်သောကျွန်တော်တို့မှာသူ့ကိုလည်းအလွန်ကြောက်ကြရပါသည် ပြေစမာရန်ကိုဆရာဦးကြတို့ကတင်ပါသည်ဆရာဦးကြတို့ကိုကျွန်တော်တို့အများစုကဆရာကြတို့ဟုပင်ခေါ်ပါသည်မယိုသေး၍မဟုတ် လေးစားစွာခေါ်ကြခြင်းဖြစ်သည်ဆရာကြတို့ဆိုသောပုံကောမှာအရှားမဟုတ်ဘုံမှုချုပ်စောကြတို့ဤဖခင်ဖြစ်ပါသည်ဆရာများအကြောင်းကိုပြောရင်းနဲ့ထိုစဉ်ကနာမည်ကြီးသောចောင်းသားနှင့်အကြောင်းကိုပြောပေးရစီ တရမှာယခုအခါအငိမ့်စာအင်္ဂလိပ်စာပါမောက်ခဦးမျိုးတွင်ဟုတွင်သောပုံကိုဖြစ်သည်တဦးကတက်တော်မင်းကြီးအဖြစ်ဖြင့်ကွယ်လွန်သွားခဲ့သောဦးဆန်ဖြစ်သည်သူတို့နှစ်ဦးကစတုထထမ်းမှာစာတက်ကြသည်ဟုမှတ်မိပါသည်မောင်ဆန်သည်ရောင်ပေစုကလေးနှင့်ကြောင်းတက်သည်ကို သတိရပါသည်မောင်မျိုးမင်းလည်းထိုနေ့၎င်းဟုထင်ပါသည် ကောင်းကောင်းမမှတ်မိပါအတန်းငယ်ငယ်နှင့်အေယာမစတုထထမ်းတို့ရောက်နေကြသောចောင်းသားနှစ်ဦးကို ဆရာတို့ကအလွန်ဂုဏ်ယူ၍ပြောဆိုကြပါသည်ကျွန်တော်ကသူတို့နှင့်အတန်းချင်းမတူ၍ထိုစဉ်ကတငယ်ချင်းမဖြစ်ခဲ့ပါတက္ကသိုလ်တို့ရောက်သောအခါမှမိษွေဖြစ်လာကြသည်မြောင်းများမျိုးအမျိုးသားတိုင်းရင်းသားအကြောင်းကိုတီထောင်ဖွင့်လှစ်သောအခါကျွန်တော်သည်တတိယအဆင့်မှစတင်၍ပညာသင်ယူခဲ့ရပါသည်ကျွန်တော်စား၍တွေ့ရသောဆရာများမှာမြမစာပြဦးလာမြင့်ပထဝီဝင်းပြဆရာဦးနိုင်နာနှင့်အင်္ဂလိပ်ကနန်းတင်ချာ အခရတင်ကြပြတော့ဆရာဦးအောင်ဖေတို့ဖြစ်ကြသည်တတိယတန်းဟုဆိုတော့လဲမြမစာအတော်အစင်တန်းမြင့်ရာဆရာဦးလာမြင့်သည်ဝေဒန္တရာစာတော်ဇကြီးဆယ်ဘွဲတို့ကိုတင်ကြားပေးတော့အခါခက်စစ်အတိတ်ဘယ်တို့အတွက်ယဟန်တော်များထံတွင်နိနေတရခံယူပြီးကျွန်တော်တို့ကိုအစင်အစင်တင်ကြားပေးပါသည် အမျိုးသားတိုင်းရင်းသားเจ้าဆရာတို့သည်ခွနတန်းနှင့်တပိတ်မောက်လာကြ၍ရင်းပညာအခြေခံဖြင့်ပင်တတိယဆင့်သရုတ်ဒဆင့် ပြင်ဆင်မဆင်းတို့ကိုတင်ပြပေးကြပါသည်သူတို့ကိုယ်တိုင်မိမိတို့တင်ကြားရမည့်ဘာသာကိုမိမိတို့ဘာသာမိမိအလို့ပညာသင်သဘောဖြင့်တင်ယူပေးလိုက်ရင်သူတို့တတ်သက်မြောက်ကိုကျွန်တော်တို့အားအိတ်တုံဖာမောက်ပင်ကြားပေးကြပါသည်ဆရာဦးနိုင်သားသည်ကျွန်တော်နေသောအဖိုးဦးစောတင်ဤအိမ်နှင့်နှစ်အိမ်ကြားတွင်နေထိုင်ပါသည် သူ၏အမိသည် အာဘုံအာရင်နှင့် ကိုပိုင်အိုးအိမ်တိဆောက်နိုင်ပြီးဘုံဆိုးမဘဝနှင့် ကိုနိုင်နာနဲ့ကိုစန်တီးအမည်ရှိသောတာနယောက်ကိုကြောင်းထားပေးနိုင်သူဖြစ်သည်အမည်သည်ဇာတိအပြင်အိန္ဒိယမျိုးနွယ်ဖြစ်တော်လဲတာနယောက်မှာမြမယဉ်ကျေးမှုဖြင့်ကြီးပြင်းလာကြသူများဖြစ်ရာဆရာနိုင်နာကိုကြောင်းသားများကမျိုးချားဟုမယူဆပဲအလွန်လေးစားချစ်ခင်ကြသည် သူညီကိုစန်တီးသည်ကျွန်တော်ထက်အသက်ကြီးတော်လဲဆရာဦးဆန်ကြီးဤတတိယဒန်းတွင်ကျွန်တော်နှင့်အတူတူဖြစ်သည် ဆရာဦးအောင်ပေသည်တတိယဆင့်မှပြင်ဆင်မဆင့်ထိအင်္ဂလိပ်စာကနန်းသင်ရှားအက္ခရာသင်ရှား geometry ဘာသာရပ်တို့ကို ကျွန်တော်နှင့်ထက်ကြမကွာလာ၍သင်ကြားပြသပေးသောဆရာဖြစ်သည် သူသည်လူလျှောတယောက်ဖြစ်၏အသားဖြူဖြူနှာတံပေါ်ပေါ်မျက်တောင်ကော့ကော့နေမှုနိုင်မသားအပြိုရွယ်တို့သည်သူ့ကိုမြင်လျင်တော်တော်ပင်စိတ်ဝင်စားကြပေလိမ့်မည်ဟုကျွန်တော်ငယ်စဉ်ကအတွေးဖြင့်တွေးခဲ့မိပါသည်သို့တော့ ဆရာသည်အရှိကံမကောင်းဟန်တူသည်ကျွန်တော်တို့ကိုထိထိရရောက် စာပြပါသည်မတိနားမလည်ရင်တိအောင်စိတ်ရှိလက်ရှိတင်ပြပါသည်တို့တော့စာတင်ချိန်ကုန်သောအခါတူသည်ပြတင်းပေါင်းမှ နေ၍မြောင်းများမြစ်ကိုကြောကားအဝေးသို့ငင်းမြော်နေလေရှိပါသည်ဤရုပ်ပုံလွာကိုကြည့်၍ကျွန်တော်တို့တငယ်ချင်းများသည်ဆရာနှင့်တကွဆွေးတလူလိုလွမ်းတလူလိုဖြစ်ခဲ့ရပါ၏တို့တော့ သူ့အတွင်ရေးကိုကျွန်တော်တို့လူပေါက်စကလေးများနားမလဲပါကျွန်တော်၆ဆင့်စာမေးပွဲအောင်၍ရန်ကုန်မြို့မြို့မှတိုင်းရင်သားအထက်တန်းကျောင်းသို့ပြောင်းရွှေ့ပြီးမကြမီဆရာဦးအောင်ဖေတယောက်ပျောက်သွားသည်ဟုကြားရပါသည်အဘယ်ဘုံပျောက်သွားသည်ကိုမသိပါဆရာကိုမောင်ကြီးကအင်္ဂလိပ်လိုရွှေရွှေမြည်အောင်ပြောတတ်သူဖြစ်သည်အင်္ဂလိပ်စာအပြင်မြန်မာစာအက္ခရာသင်ချာ geometry ဂဏန်းသင်ချာပထဝီဝင်ဘာသာရပ်များကို စတ္ထမဆေ၌အတင်ပြသည်ဘာသာရက်အလုံးတွင်အတင်ပြကောင်းပါသည်သူကိုဆရာကိုမောင်ကြီးဟုခေါ်ရမှာရိုင်းသည်ဟုမထင်ကြစေလိုစင်စစ်ထိုခေကဆရာများမှာတပိတ်မောက်ကြောင်းသားအများစုဖြစ်ရာအသက်20အဆိပ်ရှိသူတို့ကိုကျွန်တော်တို့ကအကူအကဲတို့သဘောထား၍ကိုတက်ပြီးခေါ်ကြခြင်းဖြစ်သည်တကြောင်လုံးမှာမူလာတန်းများအတွေ့တာဝန်ယူရသူចောင်းဆရာကြီးဥဖိုးချိန်နေ အသက်အတန်ငယ်ကြီးသူဆရာဥပဒင်းစသည်တို့မှတပါးကျန်ဆရာများကလူငယ်များသာဖြစ်ပါသည်ဆရာကိုပေါင်ကြီးသည်မောင်ခင်ချစ်ဖေနှင့်ကျွန်တော်တို့ညီကို၃ယောက်ကိုသူ့အိမ်ခေါ်၍အပေါ်ချိန်တင်ကြပေးသည်ဆရာသည်ရှာကင်းစလီရေးသားသောဂရိအာဇာနည်များစာအုပ်ကိုကျွန်တော်တို့အားတင်ကြပေးရာဂရိနေသမိုင်းသည်အတော်ပင်ရှုပ်ထွေးလာသောကြောင့်သူကိုယ်တိုင်လေးလာရန်ဆိုင်ရာစာအုပ်များကို သူ့ရွှေနေစာဖြင့်မှာယူဝယ်ချမ်း၍ မှတ်စုထုတ်ပြီးလည်းရင်ကျွန်တော်တို့ကိုတင် जा ပေးပါသည်ကျွန်တော်တို့သည်ဆရာကိုမောင်ကြီးအိမ်သို့ရောက်လည်းရင်ယင်းနေတမိုင်းစာအုပ်ကို အမိအယခြားပွေ၍ဖတ်ရှုကြပါသည်ဖတ်ရှုသည်ဆိုဒီမှာထိုများအစင်းမြင့်သောအင်္ဂလိပ်စာများကိုဖတ်ရှုခြင်းမဟုတ်စာအုပ်ထဲတွင်ပါသောမိမွေတိုင်းဖာမွေတိုင်းနတ်သမီးယုံများကိုအလူအယက်ကြည်ချင်းမျှတာဖြစ်သည် ထိုရှင်ကတတ္တမဆင်အာထမဆင်နဝမဆင်ဟူသော အထက်တန်းများကို ဆရာဥပဒေင်ကဒိုင်ခံ၍စတင်ပေးပါသည် တခါတည်းရန်ဆရာကိုမောင်ကြီးကဆရာဥပဒေင်ကို ကူညီ၍တင်ပေးပါသည်ဆရာကိုမောင်ကြီးခွင့်ယူရသောအခါ၌အင်္ဂလိပ်တရနှင့်စာရေးစာကုန်းကိုဆရာဥပဒေင်ကတင်ပြပါသည်ကျွန်တော်စတမဆင့်အောင်၍ရန်ကုန်သို့တွားရောက်ရန်ရှိသောအခါဆရာဥပဒေင်သည် ကျွန်တော်ကိုခေါ်၍ဤဆုပုံမြင်များအင်နာဆန်ဤဒါနာယီများစသည်တို့ကိုဖတ်ကြည့်လေ့လာရန်ဩဝါဒပေးပါသည် အတန်းပိုင်ဆရာများအပြင်အခြားအတန်းများကိုအုပ်ချုပ်တင် जा ပြတ်တပြီးတော့ဆရာများကိုလည်းကျွန်တော်မှတ်မိပါသည်သူငယ်တန်းနှင့်ပထမတန်းကိုတာဝန်ယူရတော့ဆရာမမှတ်ရင်လေးမှာဦးစွာ၌တကြောင်လုံးတွင်အမျိုးသမီးဆိုရသူတယောက်သာရှိသည်နောက်အခါဆရာဦးဖိုးချိန်ဤသမီးဆရာမတန်တန်းကဆရာမအဖြစ်ဖြင့်ကိုညီသည်တန်းရင်သားကြောင့်ဘောလုံးအသင်းတွင် ကပ္ပိန်လို့သူဆရာကိုကိုကြီးကအရန်မောင်းအလွန်ကောင်းသူဖြစ်ရာ သူကိုလည်းညတပည့်များကခံ냐ကြသည်သူကိုအကြောင်းပြု၍မြောင်းမြတိုင်းရင်သားကြောင့်ဘောလုံးအသင်နာမည်ရလာသည်တခါတော့ဆရာတဦးလိုသည်ဖြင့်ပြင်ပမှခေါ်ယူရာဆရာဦးဘိုးယုံနှင့်မူလာတန်းများအတွေ့တာဝန်ယူရန်ရောက်ရှိလာပါသည်သူကိုအတန်ငယ်အတန်ကြီး၍ဦးဘိုးယုံဟုတပည့်များကခေါ်ကြသည်သူသည်အင်္ဂလိပ်စကားတတ်ကြောင်းပြသလို၍ဘောလုံးပန်းများတွင် run on you ဟုအော်လေးရှိ၍ run on you ဥဖိုးယုံဟူ၍တပည့်တို့ကနာမည်ပေးကြသည်ဓာတိဆရာအချင်းချင်းကမူသူ၏အင်္ဂလိပ်စာကိုရေမောကြသည်တနေ့သောဥဖိုးယုံနေမကောင်း၍ခွင့်တိုင်သည် သူကခွင့်စာထဲတွင် the sun stroke me ဟုရေးသားသည်နေဘူးမိသည်ဟုဆိုလိုသည် စင်စင်အင်္ဂလိပ်စာ၃၌ sun stroke ဟူသောစကားကိုနာအဖြစ်ဖြင့်သုံးဆွဲရမည်ဖြစ်သည်ကျွန်တော်တို့ဒီတစ်ခါတည်းရန်ဤကဲ့သို့မတက်တက်တက်နှင့်တင်ပေးသောဆရာများကိုတွေ့ရဖို့ပါသည် တို့တော်သူတို့ကိုဘယ်ခါမှအထင်မသေးပါအာဃာရဝအပြုတ်မှုမပြခဲ့ဘူးပါအဘဲเจ้าဆိုတော့ကျွန်တော်တို့ဆရာများတွေမတက်တက်နဲ့ပင် ကျွန်တော်တို့ကိုတက်အောင်စူးစမ်းသင်ပြခြင်းကြောင့်ဖြစ်သည်သူတို့၏စူးစမ်းမှုသည်သူတို့၏ဝမ်းရည်ကိုဖြည့်ချင်းပေးခြင်းမရှိခဲ့ပါတို့တော်စူးစမ်းမြဲစူးစမ်းကြပါသည်စင်စစ်သူတို့၏ဘဝမှာနှောင်းလူတို့စားကြရန်စွန့်ရသောဘဝပင်ဖြစ်ပါသည် ဆရာကြီးဦးဘိုးကျိန်ကဆရာများနေတကွတပည့်များပါလေးစားရသောဆရာကြီးဖြစ်သည်ဆရာကြီးသည်ကျောင်းတက်ချိန်တွင်ဖြစ်စေကျောင်းဆင်းချိန်တွင် ဖြစ်စေတချိန်ချိန်တွင်ကျောင်းသားအလုံးကိုစုယုံစေ၍ဖျားကိုဝတ်ပြုစေပါသည်ဖျားချစ်ကိုဝတ်ပြုရ၌ကျောင်းသားနှင့်ဆိုင်ရာ ဆုံးမတရားရှိသူတို့ကို ဆုံးမလေးရှိပါသည်အလွန်အဆုံးအမကောင်းသူ ဖြစ်ပါ၏တို့ရတွင်သူသည်သူသားကို သူမနိုင်ပါ အချို့အကြောင်းစီရာကြီးများသည်မိမိသားသမီးများကိုမိမိမနိုင်တတ်ပါပညာသင်သည်ဟူရာ၌စာကိုသာသင်ခြင်းမဟုတ်ဇာတိတကိုပါသင်ခြင်းဖြစ်သည်ဇာတိတဖွံ့ဖြိုးရေးကိုလက်မုံမဆွာပြုစုပြောထောင်ပေးသူများသည်မူလာတန်အလေတန်စာတော်ဆရာဆရာမများဖြစ်သည် သူတို့သည်အသက်၄နှစ်၅နှစ်အရွယ်ကလေးများကိုပြုစုပေးသည်အချို့မှာ၆နှစ်အရွယ်မှ၁၂နှစ်အရွယ်အထိတပည့်တို့ကိုပြုစုပြောထောင်ပေးရသည် ထိုနုနယ်သောအရွယ်တွင်တပည့်တို့သည်မိမိတို့၏ရှေးဦးဆရာများကို ကြည်ပြင်းလာသောအခါကောင်းစွာမမှတ်မိကြတော့စေအထက်တန်းကျောင်းနှင့်တက္ကသိုလ်များတွင်ဆရာမြေသူမိဝါကမိမိကိုမိတို့တွင်တင်ဆုံးမသည်ကိုကောင်းစွာအမှတ်ရကြမည်ဖြစ်တော်လေမတိတတ်တိတတ်အရွယ်တွင် ကာကြီးခါခွေ ABCD တို့ကိုမိသူကမိခဲ့သူတင် जा ပေးသည်ကိုမူကားမှတ်မိခြင်းမှာမှတ်မိကြပြီလေမည် ဆင်စေလူဟု၍ဖြစ်လာအောင်ရှင်းဦးစွာတင် जा ပေးခဲ့သောဆရာများကိုတပည့်တို့ကအအူးအဆဆရာများအဖြစ်ဖြင့်၎င်းတို့၏ဂုဏ်ကျေးဇူးကို အမှတ်တရရှိနေကြမိတာဖြစ်သည်မနုဿလူသားသည်လူတလုံးသူလုံးလုံးဖြစ်လာဖို့ရာငယ်ချိန်မှစ၍မြောင်များလှစွာသောဆရာတို့၏ဥပနိတိယကိုခံယူကြရသည်တမိုင်းဆင်ဆဲဆိုသည်ကိုသဘောပေါက်လျင်မူလာတန်းဆရာတို့၏ကျေးဇူးကြောင့်အလဲတန်းသို့ရောက်ရသည် အလန်ရန်ဆရာတို့ဤကျေးဇူးကြောင့်အထက်တန်းသို့ရောက်ရသည် အထက်တန်းဆရာတို့ဤကျေးဇူးကြောင့်တက္ကသိုလ်သို့ရောက်ရသည်တက္ကသိုလ်ဆရာတို့ဤကျေးဇူးကြောင့်လူလောကသည်ဟူသောတကားပေါက်ကိုဖွင့်၍ဝင်နိုင်ကြသည်ဤသဘောကိုစဉ်းစားဆင်ခြင်မိသူတို့သည် အာစတိယကုံသောအနန္တောဟူသောအနတ်အိဗေကို ကောင်းစွာသဘောပေါက်ကြပေလိမ့်မည်ဆရာဥက္ကံကြီးဤကျေးဇူးသည် ကြီးမားလာပေသည်ထို့နည်းတူဆရာဥက္ကံကြီးဤကျိန်လုံးဤကျေးဇူးသည်လည်းကြီးမားလာပေစွာ မြောင်ဝန်းအေယာမဂဇင်းမြောင်းများမြို့နယ်အတင်းရန်ကုန်ဇွန်လ1988ခုဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးမောင်ထင်ရေးသားသောကျွန်တော်၏ငယ်စရာများလို့အမည်ရတဲ့ဆောင်းပါးလေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအရှင်ဘေဘီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ